ပြည့်စုံများလုံးပဲမင်္ဂလာပါရှင် SS Audio Bo Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီခါဖတ်ပြပေးခြင်းနဲ့ဝိတုတိုလ်ရဲ့ခေါင်းစဉ်ကတော့ဆရာကြီးနေဝင်းမြင့်ရေးသားထားတဲ့ယေသနာ9ပါးရယ်နဲ့မော်တော်ကားလေးစီးတယ်ဆိုတဲ့ခေါင်းစဉ်နဲ့ဝိတုတိုလ်ကိုဖတ်ပြပေးခြင်းပါတယ်လာဆန်းလေးရဲ့ဒါမှမဟုတ်9ရက်တရရက်မှာ မောင်မက်ရဲ့လက်ကြီးရောက်ရောက်လာတယ်လာဆန်းလေးရဲ့ကပိတ်ရက်ဖြစ်နေရင်လာဆန်း9ရက်နေပဲ အရိရက်တွေကတရရက်ဟာမောင်မက်ရဲ့အလွန်အရေးကြီးတဲ့ရက်ဖြစ်နေတတ်တယ်။ချင်းငွေများတဲ့ရက်လို့လည်းခေါ်တယ်။တကယ်ကချင်းငွေစပေးတတ်တာကမိုးလဲ2နာရီလောက်မှာပါ။ဒါပေမဲ့မောင်မက်ကအဲ့ဒီနေ့ဆိုရင်နေကင်းပတ်ကြီး12နာရီလောက်ကလေးကအဆက်ရုံကိုရှောင်းနေတတ်တယ်။ပြီးတော့အဲ့ဒီရက်ကတလားတခါမောင်မက်ရှိုးထုတ်တဲ့ရက်လည်းဖြစ်နေတယ်။သူ့ရုံနဲ့ဘလို့မှမလိုက်ပါတဲ့ foreign shirt အင်းကြီးဖာဖာကြီးဝတ်တဲ့နေ့ဝရင်းညိုရောင်နေ့ကမျက်မှန်ကြီးကိုတက်လာတဲ့နေ့ ။တခြားနေတွေမှာတော့သူဘတော်မှအစည်းလေးမရှိတဲ့မန္တလေးဖက်နယ်အသည်ဆက်ဆက်ကိုပဲရဲ့လိန်ကောက်နေတဲ့ကျွဲပခုံထခြေတော်ကြီးမှာမဆက်ရင်ကဆွတ်လာတဲ့နေ့ဟာအဲ့ဒီနေ့ပဲ။ဒီဆက်ယုံရဲ့ငွေစုငွေချေအတင်းကအဲ့ဒီနေ့မှာငွေထုတ်ချိပေးတဲ့။ဒါကြောင့်ဒီရက်တွေကိုချင်းငွေများတဲ့ရက်လို့အလွယ်ခေါ်ကြတာ။ပုံမှန်ကအလုသမား6800လောက်မှာတလတလကိုလူ40ဝင်းကျင်လောက်ချိတဲ့ကြတယ်။တချို့ကလည်း1000ကျော်တချို့ကလည်း8900တချို့ကလည်း5600 တချို့ကြတော့လေတိုင်းတိုင်းဆဆရကနန်းလောက်စီကန်ကကိုစုစားငွေရဲ့သုံးစကိုချေးတယ်ဆိုပါတော့လူသမားတယောက်ကတစ်လကို90စုရဲ့ဆိုရင်တနေ့ကို သူ့ပိုင်ပိုင်ငွေကြီး600လောက်ဖြစ်နေရောချင်းငွေပုံစံတရွက်ဝယ်ပြီးတော့ချင်းငွေတင်တော့မယ်ဆိုရင်အဲ့ဒီ600ရဲ့သုံးစဖြစ်တဲ့1800ချေးပိုင်ဝင်ရှိတယ်အဲ့ဒီ1800ကိုပြန်ဆက်တော့လ90ဆက်ချင်လဲဆက် စေလာဆက်ချင်ရင်လည်းဆက်15လဆက်ချင်ရင်လည်းဆက်ဒါမှမဟုတ်တစ်နှစ်ထဲနဲ့ဆက်ချင်ရင်လည်းဆက်ကိုသဘောပါပဲဒါကြောင့်ကိုလာကနဲ့ချိန်ပြီးတော့ချိန်ကြတယ်ဆက်ကြတယ်ကိုရမယ့်လာကနဲ့ကိုစုမဲ့ငွေနဲ့လားစာစီရင်ကချင်းငွေအတွက်ဖြတ်တောက်မှာကို တိုင်းထွာပြီးတော့ချိန်ကြတာပါပဲပါပဲဖြစ်ဖြစ်လားစာတွေက ဖြတ်ပြီးဆိုမှတော့လားကုန်ရင် လားစာတွေကတော်တော်များများလျော့သွားတတာအမှန်ပါချင်းငွေစထုတ်တယ်လာကတော့ဘာအကြောင်းလဲဥကိုဆိုလို့ တဖျားမှာငွေတွေတီးလို့ဖဲရိုက်ဝါသနာပါတဲ့သူကလည်းဖဲဝိုင်းမှာအစိမ့်တွေအပြာတွေနဲ့အရက်ကလေးညမိဝဲတက်သူကလည်းအရက်ဝိုင်းမှာအစိမ့်တွေအပြာတွေနဲ့တချို့ကလည်းမယူသေးသလားဟိုအိမ်ဒီအိမ်မှာအစိမ့်တွေအပြာတွေနဲ့အိမ်ကဇနီးမယားတွေကလည်းအဲဒီလာကလေးများတော့ဈေးကလေးပြေးလို့လာပေါင်းများစွာဟောင်းလောင်းဖြစ်နေတဲ့နှစ်ပေါက်မှာငကက်ကလေးပြန်ပန်းလို့သားသမီးတွေကလည်းပစိုးလေးအင်ကြီးလေးဝယ်ချလို့နောက်လာတွေနောက်လာတွေကြတော့အဲ့လိုမဟုတ်ကြတော့ ခြေထားတဲ့ပတ်စံကလည်းကုန်ပြီလာစာကလည်းအပြည့်မရတော့ဘူးတချို့များတော့နှစ်နှစ်သေးသေးညှိကြတယ်ချင်းငွေတွေကလည်းခြေပါတယ်ခြေတယ်လာပဲကွာနောက်လာများတော့ဒုံရင်းပါပဲတတိတလခွေးကိုလာဆိုတာတို့မှအစဲတဲ့ချင်းငွေထုတ်တဲ့အလုံသမားတိုင်းတော့လည်းဖဲရပြစ်တာရဲတောက်ပြစ်တာမဟုတ်ပါဘူးတချို့လည်းအိမ်စာလေးဖွင့်ခြင်းလို့တချို့ကြတော့လည်းအင်္ဂလိပ်ပြင်ခြင်းလို့စသည်စသည်ဖြင့်လိမ့်လိမ့်မာမာခြေကြတဲ့အလုံသမားတွေလည်းရှိတတ်ကြပါတယ် ဘလို့ပဲချီလီချီလီလာကုန်ရင်လာကပြန်ပါမလာတော့အမှန်ပါပဲချင်းငွေဆက်နေရတဲ့လာတွေမှာအသက်ရှူအောင်တက်ချတာတော့အမှန်ပါပဲဘန်းနာရင်ချက်ဖြစ်နေတာအမှန်ပါပဲအဲ့ဒီဘန်းနာရင်ချက်ကိုမောင်မတ်ကကုပြီးတော့တယ်မောင်မတ်ရဲ့အခန်းကဏ္ဍကအဲ့ဒီမှာနေစတော့တာပါပဲမောင်မတ်ကိုတွေးကျင်သူများကလိုက်ရှာတော့တာပါပဲမောင်မတ်ကတော့ခက်တင်းတင်းပါပဲယူပါငင်းပါတဆာစားလေးဘယ်တော့မှမလုပ်ဘူး များများထုတ်ချေထားရင်ငါများများဖြတ်မှာပဲရဲ့လို့ပြာရခတ်မနေဘူးမှန်မှန်ပဲအလိုသမားတွေကိုစာနာတဲ့ပုံသနာကျင်နာတဲ့ပုံတော့ဖန်ထားလိုက်သေးတယ်။ငွေချီမတက်လို့ငွေကိုမိတ်ဆွေလိုသဘောထားလို့ငွေကိုရှည်လိုဖြုံးတက်လို့ဒုက္ခရောက်နေတဲ့ပုံတို့ဘတ်စာတွေတောင်ပြောတတ်သေးတာ။သူ့ဘက်ကရင်ထားရတာကတော့ချီးမဲ့ငွေနဲ့ငွေချီးပုံစံ၄၅၀ရွယ်ပဲ။တစ်ထောင်ယူမလားနှစ်ထောင်ယူမလားယူသားသွား။တရားကို20ဒိုးနဲ့ကျင်တဲ့ရင်ယူမကျင်တဲ့ရင်ထားခဲ့တာပဲ။ ကျန်တဲ့လို့ယူသွားရင်လေငွေချေးပုံစံပေါ်မှာလက်မှတ်တာထိုးခဲ့။တာမန်လာစာသားရတဲ့အလို့သမားတယောက်ကိုငွေဘလောက်ရမယ်ဆိုတာသူသိတယ်။လာစာနင်းနေများတဲ့အလို့သမားကြတော့သူ့စီကိုလည်းများများလာချေတယ်ဆိုရင်နှစ်ရက်လောက်ခွာချင်းတယ်။ရုံးမှာဒီလို့သမားရဲ့အချင်းတွေကိုသွားစုံစမ်းဖို့ရက်ခွာချင်းတာ။အဲ့ဒီလူကအလုံးမှန်မှန်ဆင်းရဲလားပြုတ်ခါနီးတဲတဲလား။ ဝန်ရင်းလို့ခေါ်တဲ့တတိပေးချင်းခံရတာတွေများနေတယ်သူလားအေးလို့ခေါ်တဲ့ပြည့်ရဲ့ဆယ်ရဲ့ကြော်တဲ့သူလားဆိုတာကိုအရင်ဆုံးစမ်းတယ်ဒါတွေကိုသိကြပြီးဆိုရင်ချေးတယ်မသိကြရင်မချေးတော့တနာစရာကောင်းလောက်ထားတဲ့မျက်နှာနဲ့ဝေးမရှိတော့လို့ပါဗျာလက်လွန်ခုံလို့ပါဘာညာနဲ့ပြောလို့လိုက်တာပဲချေးပြီးရင်လည်းလားစင်လားစင်အတူကိုသွားသွားသိနေတာမဟုတ်ဘူးလာပြီးရင်ယူတယ်လာမပြီးရင်မယူဘူးချေးမိတဲ့သူကလည်းအရှိကိုမကြည့်ဘူး လောလောဆယ်မပေးရတာဘူးပဲကျေးဇူးတင်နေသက်သေးတယ်။နောက်မှနောက်လာပေါ့။မောင်မကတော့လာပြီးတဲ့လားဆိုရင်စည်ရင်းလေးကို တူထားလိုက်တယ်။မပေးရလားဆိုရင် အရင်နဲ့ထည့်ပေါင်းလိုက်တယ်။အိမ်ကနေပဲလုံနေတာ။ဒီလိုနဲ့အဲ့ဒီလူကလား20လောက်ပြေးလို့ဝေစုငွေကြီးကပတ်စံချီးဖို့တင်တော့မယ်ဆိုရင် မောင်မကိုဆက်ဖို့အရင်တွေ့ရတယ်။အဲ့ဒီတော့မှမောင်မကအရင်ရောအတူရော အတူပေါ်အတူဆင်တာရော လုံမောင်းတွေမှာအတူထက်တွက်တာရော လုံရင်ပေါင်ရောတွက်ချလိုက်တာတော်ရုံအလုံသမားဆိုရင်မူးလေသွားတော့တယ်အတူပေါ်အတူတွေကတွက်ချက်ယူထားတာဆိုတော့ကိုလေးချင်းနဲ့နဲ့လက်မထိုးပြပြီးသားဆိုတော့မောင်မကတောင်တရားတလူလူဖြစ်နေတာကိုဘာကူမှပြောလို့မရတော့ချင်းငွေလေးတင်ပြီးတော့ထိုးတာဆက်လိုက်တာပေါ့နောက်လာ20စားဖို့မောင်မဆီမှာထက်ချေရတယ်မောင်မဆီမှာလက်မကလေးထိုးယုံပဲ ပတ်စံထုတ်ပေးတဲ့ငွေချေးရက်ကြီးမှာငွေစုငွေချေးအမှုဆောင်ကထုတ်ပေးတဲ့ငွေလေးကိုစက္ကန့်ပိုင်းလောက်ကင်ထားလိုက်ရုံနဲ့လျှက်စည်းလိုခဏလေးမြင်လိုက်ရုံပါပဲ။ပေါင်ချဘောကဒစိန်ကောင်းပေါ်လမ်းမှတ်ကလေးတွေတုံကီရီနဲ့ထိုးပြီးတော့ဘက်ဆက်ကလားနဲ့ဆက်ဆက်မယ်လို့၆ကက်အကွဲအောင်အတန်ကြီးနဲ့ပြောလိုက်ရုံပါပဲ။ကျန်တဲ့အပိုင်းကတော့မောင်မတ်ရဲ့လက်ကြီးကထုံးစံအတိုင်းအုပ်သိမ်းပြီးတော့ယူသွားတာကိုကြည့်နေရုံပါပဲ။မောင်မတ်ကချင်းငွေပေးရမယ်ရက်ကိုသိရယ် ဘသူတွေငွေတင်ထားလဲဆိုတာကိုလည်းသိတယ်။ဘသူတွေစီကဘလောက်ရမယ်ဆိုတာလည်းသိတယ်။ဘသူတွေကဘလောက်ချေတော်မယ်လဲဆိုတာကိုလည်းသိတယ်။သူကဘလောက်ဖြည့်ယူထားလိုက်ရမယ်ဆိုတာကိုလည်းသိတယ်။သူကငွေထုတ်ပေးမယ်ရုံးကိုပရင်းမောက်ဘီကတက်စီချူတောင်းွယ်ကလေးကိုအဲ့ဒီနေ့၁၂နှစ်လောက်ကလေးက foreign ရှန်နဲ့နေကမျက်မှန်ကြီးတက်ပြီးတော့ရုပ်ရှင်တွေကလူစုတယောက်လိုတောင်းွယ်လေးကနေချောင်းနေတက်တယ်။သူနဲ့မပတ်သက်တဲ့သူတွေကတော့ကိုယ်ငွေလေးကိုထုတ်ပြီးတော့ပြန်ရုံပဲ။ ူ့ကိုမြင်ရမှာမဟုတ်ဘူး။သူနဲ့ပတ်သက်တဲ့သူတွေကြတော့မလို့စရာဘူး။ချက်ချင်းကြီးမျက်နှာထွက်ပြလိုက်တာလည်းမဟုတ်ဘူး။အဲ့ဒီအလုပ်သမားလက်ထဲကငွေတွေရောက်လာပြီးဆိုတော့မှဖြက်ကနေထွက်ပြီးတော့သူ့လဝါကြီးနဲ့တင်းယူလိုက်တာ။မောင်မကအဲ့ဒါလောက်တည်ကြတာတောင်လွတ်သွားတဲ့သူတွေလည်းရှိတယ်။တချို့ကလွှဲစာနဲ့ထုတ်သွားတတ်တယ်။တချို့ကအဲ့ဒီနေမထုတ်ဘူး။ငောင်းနေရလောက်ကြာမှထုတ်တတ်ကြတယ်။တချို့ကသူစိမ့်တယောက်ကိုခေါ်လာပြီးတော့ မောင်မက်ရမင်းတဝက်သူတဝက်ပေါ့ကွာငါလဲဒီလိုပဲထက်ရတာပဲစိတ်မစိုးနဲ့ဆိုပြီးတော့ကက်လက်သွားတာတွေလည်းရှိတယ်ခံရဖန်များလာတော့မောင်မက်ကချင်းငွေပုံစံပေါ်မှာလက်မှတ်ထိုးခိုင်းုံနေမကတော့ပါဘူးသူ့ကိုလွှဲပါတယ်ဆိုတော့စာတဆောင်ကိုပါလက်မှတ်ထိုးခိုင်းတော့တယ်ဒီလိုနဲ့မောင်မက်ရဲ့စာရွက်ပေါ်မှာအလို့သမားတွေကလက်မှတ်ထိုးရတော့တယ် အဲ့ဒီလက်မှတ်ထိုးမိတဲ့အလုသမားကလည်းဒီတန်တရာထဲမှာတဝဲလေလေနေရတော့တာပါပဲအလုသမားတွေကလာပေါင်းများစွာကုဘောကိုဖဲ့ချွေတော့မယ်ဆိုတာသိလျက်နဲ့မောင်မက်ရဲ့စာရွက်ပေါ်မှာလက်မှတ်ထိုးနေရတော့တယ်တချို့ကလည်းဒီတန်တရာကလှုပ်ဖို့ကြိုးစားကြတယ်မောင်မက်ရဲ့လဝါကြီးရဲ့အန်တရာကနဗယံပြီးမှရှိလူမြောက်ရေလုံပန်းကြတယ် ါပေမဲ့ချင်းဝေမြားရက်တွေမှာ မောင်မတ်က foreign shed agency ဝင်နေကမြန်မာကလေးတက်မန္တလေးဖက်နယ်စီပြီးတော့တောင်းွယ်ကလေးမှာရောက်ရောက်နေတက်တာပါပဲပြီးတော့မောင်မတ်ရဲ့လဝါကြီးကငွေမြင်တာနဲ့ရောက်ရောက်လာနေတက်တာပါပဲတခါတော့အောင်ငိမ့်ဆိုတဲ့အလုသမားတယောက်နဲ့မောင်မတ်ပြဿနာဖြစ်တယ်အဲ့ဒီနေ့ကထုံးစံအတိုင်းငွေထုတ်ပေးတာကနှစ်နာရီလောက်ဖြစ်နေတယ်မောင်မတ်ကလည်းစောင့်နေတယ်မောင်မတ်ကသူနဲ့ပတ်သက်တဲ့လူတော်တော်များများစီကပတ်စံတွေဖြည့်ယူထားပြီးပြီ အောင်ငိမ့်ဆိုတဲ့သူပဲကြံတော့တယ်။လေးနာရီခွဲကနေဒီအောင်ငိမ့်မလာတော့မောင်မဆိတ်လျှော့လိုက်တယ်။အောင်ငိမ့်လာတော့မှမဟုတ်ဘူးလို့စိတ်ချလက်ချဆုံးဖြတ်ပြီးမှအောင်ငိမ့်ရောက်လာတယ်။ရုံးတော်ဆင်ကနေနေပြီးအမှုဆောင်တွေတော့စိတ်ရင်ချုပ်နေကြပြီ။လက်ချံငွေရတဲ့သူတွေကရည်တွက်နေကြပြီ။တကယ်တော့အောင်ငိမ့်ကမောင်မကိုရှောင်တာ။တောင်းွယ်လေးဘက်ကမောင်မကိုအောင်ငိမ့်မမြင်ပါဘူး။ လူရှင်းပြီးဆိုပြီးတော့ငွေကလေးထုတ်လိုက်ပြီးတော့မှမောင်မကပြုံးကနေဆိုထွက်လာပြီးတော့သူ့လဝါကြီးနဲ့ငွေတွေကိုကောက်ကင်လိုက်တယ်။အောင်ကြီးလေးလန့်သွားတယ်၊တုံလဲတုံသွားတယ်။ဒါပေမဲ့တော်သေးတယ်လို့ဆိုရမယ်။ဗဆန်ထုတ်ပြီးတဲ့အမှုဆောင်တယောက်ကမောင်မလက်ထဲရောက်သွားတဲ့ငွေတွေကိုပြန်တောင်းတယ်။စီကံရာကာယကန့်ရှင်အလုပ်သမားရဲ့လက်ထဲကိုပဲငွေပေးရတယ်ဆိုတာကိုလည်းရှင်းပြတယ်။ဒီတော့မောင်မကကျုပ်ရရရှိတာကိုတော့ကျုပ်ယူရတာဆိုတော့အမှုဆောင်က ခမည်းတော်ဘေးစရာယူစရာကဆက်ယုံပြေမှာရှင်းကြပေါ့အခုတော့ခမည်းနဲ့တင်ဝင်မဆိုင်ဘူးအဲ့လိုပြောပြီးတော့အောင်ငိမ့်လက်ထိတ်ကိုငွေပြန်ထည့်ပေးလိုက်တယ်မောင်မတ်ကလည်းစည်းကမ်းဆိုတော့မပြောတာဘူးပေါ့အောင်ငိမ့်နဲ့အတူတူဆက်ယုံပြင်ဘယ်ဘက်ကိုလိုက်သွားတယ်တောင်းတယ်အောင်ငိမ့်ကလည်းမပေးဘူးညင်းတယ်မောင်မတ်ကလည်းလှူတယ်အောင်ငိမ့်ကလည်းတောင်းပန်တယ်ဒါပေမဲ့ပတ်စံထုတ်ကမောင်မတ်လက်ထဲရောက်သွားတယ်သူ့လက်ထဲပတ်စံရောက်တော့မှသူ့စည်းကိုရှင်းတယ်ချီးတာဘလောက်အတူမသက်တာကဘယ်နဲ့ တိုးရင်ပေါင်းကဘလောက်တွက်ချက်လိုက်တာ အောင်ငိမ့်ထုတ်လာတဲ့ငွေထောင်ကျော်လောက်ဟာတရာကျော်ကလေးပဲကျန်တော့တယ်ဒါပေမဲ့မောင်မတ်ကအားပြီးရင်မင်းကိုတနာတယ်တဲ့ပြန်ယူပေါ့တဲ့လက်မပြန်ထုတ်ပေါ့တဲ့လဲစာရေးပေါ့တဲ့အောင်ငိမ့်မျက်နှာကသွေးမရှိတော့ဘူးလက်ထဲနေရင်တွေကြိုက်လာတယ်လို့ခေါင်းကိုပဲလက်သေးတွေနဲ့ကုတ်ချစ်နေတယ်သူ့ကိုမျောနေမဲ့မိန်းမနဲ့ကလေးတွေကိုပဲမြင်နေတယ်နဲ့တူပါရဲ့ရွာဘက်သွားတဲ့လမ်းကိုလည်းလှမ်းလှမ်းကြည့်နေတယ်တဝက်လောက်ပဲယူထားပါလားဗျာ ကျုပ်ကျုပ်မဖြစ်လို့ပါအောင်ငင်ရငါကစိတ်ရင်းစရာတမမင်းသိပါတယ်မင်းကငါမပေးဘူးပြောတာမှတ်လို့မနဲ့အိမ်ကိုလာခဲ့ကွာအောင်ငင်ကအကြင်ကြင်တောင်းပန်တယ်မောင်မက်ကလည်းလုံးဝမပေးဘူးအောင်ငင်စိတ်ယုံမှကြံ့ရခဲ့တယ်ဂျန်တဲ့ပတ်စံလေးနဲ့အရက်တော့မယ်လို့လည်းပိုင်းဖြတ်လိုက်တယ်အဲ့ဒီမှာတဲ့ချင်းဝင်များတဲ့နေကိုတည်တဲ့စပိန်တီသမားရဲ့တခြင်းတန်ကိုအောင်ငင်ကြတယ် စပိန်တီသမားတွေကလားစာထုတ်ရက်တို့ချင်းငွေများတဲ့ရက်တို့ဆိုရင်ဆက်ရုံမှာလာလာရောင်းတက်တာကိုစပိန်တီကဖွင့်တဲ့သချင်းဆိုတာလည်းသိရတာပဲမဆက်နဲ့ပတ်သက်တဲ့သချင်းငွေနဲ့ပတ်သက်တဲ့သချင်းတွေပေါ့အရင်မတော့ခင်ထီကလေးတစ်ဆောင်လောက်တော့ထိုးဖို့သူစိတ်ကူးလိုက်တယ်ထိုးလေထိုးခဲ့တယ်ဘာရေတော့မဟုတ်ပါဘူးနီးဆက်ရတဲ့ဆောင်ဆွဲချလိုက်ပြီးတော့အတက်ရေးတယ်သူရေးတဲ့စာကမောင်မတ်လက်ကလွန်မြောင်ရန်တဲ့ ပြီးတော့ပတ်စံ၅ချက်ပြီးပြီးတော့ထီလက်မှတ်ကလေးယူယုံရှိသေးတယ်။မောင်မတ်ကအနားရောက်လာတယ်။အောင်ငင်းထီထိုးနေတာတွေ့တော့ဟာအောင်ငင်းကြီးမပြန်သေးဘူးလား။ထီတွေပါတွေထိုးလို့မှားပါတယ်လေ။မောင်မတ်လက်ကလွတ်မြောက်ရန်ဆိုတာကိုတွေ့တော့မောင်မတ်မျက်နှာကြီးအိုသွားတယ်။ဘာမှတော့မပြော။သူလည်းထီတစံကိုဆွဲချတယ်ပြီးတော့အတိတ်ကိုသူကိုယ်တိုင်မရှိဘူး။ထီကောင်လေးကိုရီးခိုင်းတယ်။ကဲရီးစမ်းကောင်လေးခုနကမင်းစပိန်ကဖွင့်နေတဲ့ချင်းကွာ။ အဲရေတနာခုနှစ်ပါးရင်နဲ့မော်တော်ကားလေးစီးတယ်လို့မောင်မတ်သာပြန်သွားတယ်အောင်ငိမ့်မပြန်သေးဘူးမောင်မတ်ကသူ့ကိုပြန်ရွှေ့သွားတာလည်းသူသိတယ်ဒါပေမဲ့သူဘာမှမတက်နိုင်ဘူးအလို့သမားချင်းတူတာတောင်သူကရေတနာခုနှစ်ပါးရှိနေပြီမော်တော်ကားလေးစီးနေပြီဆိုတာကိုသူသိတယ်အောင်ငိမ့်က သူ့ကြည့်လက်မှတ်ကိုသူပြန်ကြည့်တယ်ဘာမှတော့မမြင်ရတော့ပါပဲတော်တော်မှောင်သွားပြီဒါပေမဲ့သူ့အတိတ်ကိုသူမှတ်မိပါတယ် မောင်မကအရက်ဆိုင်ဘက်ကိုသွားတဲ့ခြေထောက်တွေကတေယိုဆွဲနေတယ်။မိကလေးနှီးချီချင်းထွန်းထားတဲ့အိမ်ဆိုင်ကလေးတွေကတိတ်မဝေဘူးလေ။နောက်မနေ့ကျတော့မောင်မကသူ့အိမ်ကလေးရှိကကွက်ပြင်မှာထိုင်နေ။အလုတ်ကလည်းနားတယ်ဆိုတော့အေးအေးဆေးဆေးပဲ။ပြီးတော့အောင်ငင်းကိုမျှော်တာလည်းပါတယ်။သူ့အတွေ့အကြုံအရနောက်တနေ့မနေ့မှအောင်ငင်းလိုလူတွေလာနေကြကို။စာရွက်မှလည်းလက်မှတ်ထိုးနေကြကို။ခဏလေအောင်ငင်းလာမယ်လို့တွေ့တယ်။ခဏကြာတော့ကောင်းလေးတယောက်ရောက်လာတယ်။ စားရိုက်တိတ်ပေးတယ်။လရေးကအောင်ငိမ့်လရေးဆိုတာသူသိတယ်။အောင်ငိမ့်ကဒီတစ်ခါမှာတော့ဘလို့အထိတ်ကိုရေးလိုက်တယ်မှန်လဲ။မောင်းမလက်ကလွတ်မြောက်ရမဟုတ်တော့။ထုံးစံအတိုင်းတပ်ပုံတွေကလည်းမားတို့။အဲ့ဒီအထိတ်ကပါတယ်။မောင်းမလက်ကိုဖြတ်ရန်တဲ့။မောင်းမဆိုတာဒေါသတွေကန်လိုက်တာမှမပြောပါနဲ့တော့။